်ဆက်ကွန်နှစ်နှစ်အရွယ်ကောင်လေးတယောက်ကိုညီကိုတယောက်ကအလုပ်လုပ်ဖို့အတွက်ရန်ကုန်ကိုခေါ်လာခဲ့တယ်။ဒါပေမဲ့ကောင်လေးကခေါ်လာပေးတဲ့သူနဲ့မူတာယုံမှလူစုကွဲသွားပြီးကောင်လေးကအဲဒီလူကိုလိုက်ပတ်ရှာပေမဲ့မတွေ့တော့ဘူး။သူ့မှာအိမ်ပြန်ဖို့တဲ့ပတ်စံနဲ့မရှိဘူး။ရန်ကုန်မှာဘသူ့ကိုမှမသိဘူး။သူဘာလုပ်မလဲ။ဘဲသွားမလဲ။ဘလူးစီကနေ အကူအညီရမလဲဆိုတာကြေညာမရဖြစ်တာပေါ့။ဒါပေမဲ့အဲ့လိုကောင်လေးကနောက်ပိုင်းမှာဂရေကျွဲတရေတရဖြစ်လာတယ်။ဘလို့ဖြစ်လာတယ်ဆိုတာကိုကြည့်လိုက်ကြအောင်ပါ။ ရွာတရွာကလက်သမားမိသားစုတစုအလောက်ကင်မကောင်းတော့မိသားစုစားဝတ်နေတဲ့အသိအစင်ပြေဘူးပေါ့။ဒါကြောင့်လည်းသူ့ပတ်ဝန်းကျင်ကလူငယ်တွေကလည်းရှစ်တန်းဒါမှမဟုတ်ဆယ်တန်းပြီးတာနဲ့အလုပ်တွေဝင်လို့ကြတယ်။စိုင်းတွေစားတော့ဆိုင်တွေမှာလုပ်ဝင်လို့ကြတယ်။ဒီလိုနဲ့မောင်ချမ်းမြေနဲ့ကော်ဖီဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့တယ်။ဒီလိုနဲ့တရမှာမောင်ချမ်းမြေကရန်ကုန်ကလာတဲ့ဦးရေးဆိုတဲ့လူတူနဲ့ရင်းနှီးခဲ့ပြီးစကားစမြည်ပြောပြရာကနေတိုးတက်ရာတိုးတက်ကြောင်စဉ်းစားမိပြီးမြို့တက်အလုပ်လုပ်ဖို့စဉ်းစားမိလိုက်တယ် ။ဒါကြောင့်ဦးရင်နဲ့တိုင်ပင်ပြီးသူနဲ့တူရန်ကုန်ကိုလိုက်သွားခဲ့တယ်။သူရန်ကုန်ကိုလိုက်သွားတော့ကအသက်၁၉နှစ်ခန့်သာရှိခဲ့ပြီးသူ့မျိုးကလေးကလည်းဘဲမှမထွက်ဖူးသေးပါဘူး။လမ်းမှာလည်းရန်ကုန်ရောက်ရင်ဦးဝေးကိုအလုကောင်းကောင်းတစ်ခုရှာခိုက်ပြီးဂျားသမ ्या ကိုချွေတာသုံးပြီးဂျားသမ ्या အားလုံးကို စုကာအချားအရင်နေ့တော့မယ်။စီးပွားတွေထက်ရှားဟိုလှုပ်လို့မယ်ဒီလှုပ်လို့မယ်ဟိုလိုစူးစမ်းလိုက်မယ်ဒီလိုစူးစမ်းလိုက်မယ်နဲ့အတွေ့အမြင်မျိုးနဲ့တက်တက်ကြွကြွပေါ့ ဒီလိုနဲ့ဒီလိုနဲ့ရန်ကုန်ဘူတာကြီးစီကိုရထားဆိုင်ပြီးရန်ကုန်ရောက်တာနဲ့သူတင်ထားတဲ့အတိုင်းဖြစ်မလာပဲရောက်တာနဲ့တပူဝါကလုံးဝပြောင်းသွားတယ်ရန်ကုန်ဘူတာရုံမှာဥယျာဉ်နဲ့လူစု꿰ပြီးမောင်ချမ်းမြစ်တယောက်ရောင်းလဲလဲဖြစ်သွားပါတယ်ရောင်းလဲလဲဖြစ်နေတဲ့မောင်ချမ်းမြစ်မြို့ကြီးရဲ့လူအုပ်ကြီးနဲ့တိုးဝင်နေတဲ့လူအုပ်ကြောင်းအနှဲငယ်ထိတဲ့နေခဲ့ပါတယ်ဥယျာဉ်ကိုမတွေ့ရတာကြောင့်ဘူတာမှာဟိုမေးဒီမေးဟိုရှာဒီရှာလုံးကြည့်ပေးပေမဲ့မတွေ့ခဲ့ဘူး သူ့အနေနဲ့အိမ်ပြန်ဖို့တဲ့ပတ်စံလည်းမရှိဘူး။ရန်ကုန်မှာသူ့ကိုဘယ်သူမှမသိကြလို့ဘာလို့ရမှန်းမသိဖြစ်နေချင်းဘူတာမှာမုံရောင်းတဲ့မုန်းတဲ့တူကသူ့ကိုစောင့်ကြည့်ပြီးအခက်အခဲဖြစ်နေမှသိတတ်တဲ့အခါအိမ်ပြန်ဖို့အစားဆုံးကူညီပေးမယ်လို့အပိစကားပြောလိုက်ပါတယ်။မင်းဒုက္ခရောက်နေတာပဲဘာမှစိတ်ပူတဲ့ဒီနားမှာထိုင်နေခဏလေးကြာရင်မင်းပြန်ဖို့လက်မှတ်ငါသွားဖြတ်ပေးမယ်။ချမ်းမြေကမုန်းတဲ့ကြီးရဲ့စကားကိုကြားလိုက်လို့စိတ်သက်သာရရသွားပြီးစေးသေးသွားပြီမယ်။ ခဏတာစဉ်းစားလိုက်ပြီအင်းပြန်ပြီးတော့ရောငါဘဝကဘာထူးလာမှာလဲငကိုတိုင်းပဲရွာကအလုပ်တွေပဲလုပ်ရမှာပေါ့မတိုးတက်နိုင်ဘူးလေဘာများထူးလာမှာမို့လို့တော့ငါကဒီကိုအလုပ်လုပ်မယ်ဆိုပြီးထွက်လာတာလေထင်ထားသလိုဖြစ်ခဲ့ပေမဲ့ငါဒီမှာပဲတခုခုတိုးတက်အောင်ကြိုးစားရမယ်အလုပ်ကအိုးအေးရှာပြီးမှပဲရတာမဟုတ်တော့ပါဘူးငါကငါလည်းကြိုးစားကြည့်မယ်ငါမပြန်တော့ဘူး ဒီမှာပဲတိုးတက်အောင်ကြိုးစားမယ်ဒီလိုတွင်းပြပြီးဦးကြည်ရေဟိုကျွန်တော်ကိုကူညီပေးတာကျေးဇူးတင်ပါတယ်ဗျာဟိုတကယ်တော့ကျွန်တော်ကရွာကတက်လာတာပါဒီရန်ကုန်မြို့ကြီးမှာတိုးတက်ရတိုးတက်ကြအောင်အလို့ကြိုးစားခြင်းလို့လာခဲ့တာပါဟိုကျွန်တော်ရွာကုန်ပြန်တော့ဦးဗျာဒီမှာပဲရတဲ့အလို့လေးကွက်ကိုရှာပြီးတော့မှလောက်ကြည့်အောင်မယ်ဟိုဦးကြီးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဗျာကျွန်တော်ကိုခင့်ပြပါအောင်လို့ပြောပြီးမောင်ချမ်းမြေဘူတာယုံနေကနေထွက်လာခဲ့ပါတယ် ဒါနဲ့ပဲဒီဇိုင်းဝင်ဒီဇိုင်းအတွက်အလုပ်လုပ်တဲ့အကြောင်းပြောရင်းနဲ့လိုက်ရှာပြမယ်။အချို့ကအလုံးမရှိကြောင်းတင်းကျဲခဲ့ပြီးအချို့အဆိုင်ရှင်တွေကတော့ကလေးတော့လူမလို့သေးဘူးကွာ။မင်းနောက်နေ့ထက်လာစုံစမ်းနေဆိုရင်စကားမျိုးတွေသာကြားရပြီးနောက်ဆုံးမှာတော့မိုးဖို့ဆိုင်ရယ်ဆိုင်မှာပကံစည်းတဲ့လို့ရာသွားခဲ့ပါတယ်။ရွာကဆိုင်နေမှာလှုပ်ဖူးနေကြလို့လည်းဖြစ်တာကြောင့်ချမ်းမြေ့ဖို့တော့လွယ်ကူပေမဲ့သူပညာရည်ချင်းရဒီလောကသူ့အတွက်မသိတော့ဘူးလို့တွေးလိုက်ပေမဲ့ခဏတော့ဝင်လို့လိုက်ပါတယ်။ လုံနေစဉ်အချိန်မှာတွေးထားသလိုချက်ချင်းတော့ဘဲကြီးပါမလဲဘူတာယုံမှာမျက်စိလင်းနေတဲ့အဆင့်ကနေတော့ကြော်လာနိုင်ခဲ့ပြီပြီလေအခုလဲဒီလုတ်ကိုဆက်လုံနေပြီးအတွေ့အကြုံယူရမှာပဲဒီလိုနဲ့ပကံစေးတဲ့လုတ်ကိုအချိန်ခဏဆက်လုပ်ပြီးနောက်ပိုင်းကျတော့လက်ဖက်ရည်ဆိုင်ရယ်ဆိုင်မှာသပွဲတို့ဖြစ်နေဝင်လုတ်ခဲ့ပါလေအလုတ်လုံနေရင်းနဲ့စီနီယာတွေဆိုကတစင်ဖောက်တယ်နေဆက်ဆံရေးဘလို့တိဆောက်ရမလဲသူတို့ကိုဘလို့ပြောရှင်းအောင်ထားရမလဲဆိုတာသင်ယူနှံခဲ့ပြီး တင်ယူထားတဲ့အတိုင်းပဲအသုံးချလိုက်တဲ့နောက်ချမ်းမြေကိုဖောက်တဲ့တော်တော်များများကလည်းတစ်ကင်ရင်းနှီးနှက်သက်လာပါလိမ့်။ဘလောက်နှက်သက်ကြသလဲဆိုရင်လာရောက်စားတော့သူတွေက ချမ်းမြေကိုပဲဝန်ဆောင်မှုပေးခိုင်းစီပါလိမ့်။ချမ်းမြေကဘဒူပါကြိုက်တတ်တယ်ဘဒူပါစားတယ်ဘာမကြိုက်တတ်ဘူးဆိုတာမှတ်သားထားတာမို့လာစားတဲ့သူတွေကသူ့ကိုချစ်ကင်နှက်သက်ကြတာဖြစ်ပါလိမ့်။ဆက်ဆံရေးပြည့်ပြည့်မှုနဲ့စားသောသူတွေကိုဂယူးဆက်တဲ့ချမ်းပြေကိုလေးလာနေခဲ့တဲ့မောင်ထွန်းဆိုသူက ချမ်းမြေကိုစက်တူလုပ်ငန်းထူထောင်ဖို့အတွက်ကန့်လန့်လာပါတယ်။ဒါနဲ့ပဲမောင်ထုံးနဲ့တူတဲ့ဖဲအစားဒီဇိုင်းစက်တူဖွင့်လိုက်ပြီးချမ်းမြေကို အောင်မြင်လာကစက်တူလုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေက ဝင်ငွေတွေစရခဲ့ပါတယ်။နောက်ပိုင်းမှာမောင်ထုံးကဒီလုပ်ကိုငါတယောက်တည်းလုပ်လဲဖြစ်တယ်။ဟိုချမ်းမြေရှိနေတော့သူ့ကိုပေးနေရတာ။သူမရှိတော့ရင်ငါပေးเสียမလို့တော့ဘူးလို့တွေးလိုက်ပြီးချမ်းမြေနဲ့လက်တွဲဖြုတ်လိုက်ပြီးချမ်းမြေအစားအလုံးလုံးမဲ့ဒုတိယကို လာကနေနေနဲ့ လာကစားဝန်ထမ်းတယောက်အနေနဲ့ခန့်လိုက်ကဆိုင်ကိုလည်းသူတယောက်တည်းပဲအပိုင်စီးလိုက်ပါတယ်။အောင်မင်းကစားချင်းပဒနာကကန်ထုတ်လိုက်တာကြောင့်ချမ်းမီတယောက်ရန်ကုန်ဆရောက်ချင်းကတိုင်းပဲအလုံးမရှိဦးလဲလဲပြန်ဖြစ်ရပြန်ပါတယ်။အလုံးတစ်ခုရဖို့ထက်ရှာခဲ့သေးပေမဲ့အဆင်ပြေသေးတာကြောင့်အလုံးလဲမဲ့ဘဝနဲ့ပဲအတော်နေလိုက်ပြီးနောက်ပိုင်းမှာချမ်းမီအတွေ့ထဲမှာငါကြွန့်ကျင်မှုနဲ့ဆန်နေဆိုင်ဖွင့်မှုခဲ့ပြီပဲ။ဒီများနဲ့တောင်တွဲလို့နိုင်သေးတယ်ဆိုရင်ကိုပိုင်စီးပွားရေးကို ငါဘာလို့မလုပ်နိုင်ရမှာလဲမောင်ထိုးကိုကျေးဇူးတင်ပါတယ်စပွဲတို့လုံနေရင်ငါ့ကိုဆန်းရှင်တယောက်ဖြစ်အောင်ဆွဲဆောင်ပေးခဲ့တယ်ပြီးတော့ငါမှာစွမ်းအားရှိတယ်ငါအကိုပိုင် စီးပွားရေးလုပ်နေတယ်ဒါကိုလည်းသူဆွဲထုတ်ခဲ့လို့ပဲသူ့ကိုသူတိလိုက်ရတာပဲဖြစ်ပါတယ်ဒါဆိုရင်ငါကိုပိုင်စီးပွားရေးတစ်ခုဆက်လုပ်တော့မယ်ဒီလိုတွေးပြီးရှိတဲ့ငွေလေးကြီးလိုက်တဲ့အခါမှာသူ့မှာငွေတသိန်းမပြည့်တဲ့ပြည့်ပမာဏတော့ရှိနေပါတယ် ဒီတော့ငွေသသိန်းနဲ့ပါလို့ရမလဲစဉ်းစားလိုက်တဲ့အခါရမာတုံးကမာမူကြီးနဲ့အတူလှုပ်လှုပ်ခဲ့ပြီးတက်လာခဲ့တယ်။အိန္ဒိယအစားအစာဖြစ်တဲ့အီတလီဒိုစာချပါတီရောင်းဖို့တွေဆွံ့ဖြစ်လိုက်ပါတယ်။ဒီမျိုးဒီနေရာမှာအထူးဆန်းလဲဖြစ်နိုင်တယ်လို့သူလဲပိုပြီးကျွမ်းကျင်နေတယ်မဟုတ်ပါလား။ဒါနဲ့ပဲရှိတဲ့ငွေတွေသသိန်းတောင်နဲ့အီတလီဒိုစာချပါတီရောင်းဖို့တွေတွန်းလေးတစ်ခုစဉ်းစားလိုက်ပြီးရန်ကုန်မြို့ရဲ့လူစီကားရနေရာတွေမှာလိုက်ပတ်ရောင်းဖြစ်ခဲ့ပါတယ်။တပတ်ကိုတနေရာလောက်နေရာ ရှွတ်ရှွတ်ပြီးတော့မှရောင်းရင်းနဲ့ရောင်းကောင်းမဲ့နေရာတွေကိုရှာလာခဲ့ပြီးနောက်ဆုံးမှာတော့ပန်းချန်ကြီးတစ်ခုအနားမှာအမြဲရောင်းမှုတဲ့ဆုံးဖြစ်လိုက်တယ်။မောင်ချမ်းပြည့်ရဲ့စီးပွားရေးကအဖြစ်ဖြစ်နဲ့တိုးတက်လာပြီးလူတွေက သူ့ရဲ့လှဲလေးကို လိုက်ရှာစားတဲ့အထိတည်င်းမွေရောင်းအားကောင်းခဲ့ပါတယ်။သူ့ဆိုင်လူစီလာတဲ့အခါမှာအမှအရန်ရှုပ်လို့ဆိုပြီးစီပင်ကခဏတိုင်းတန်ရိုက်တာခံရတော့လှဲနဲ့မဟုတ်ပဲဆိုင်ကတခန်းယူပြီးသူ့ဆိုင်ကိုဆက်ဖွင့်ဖို့တည်းပြင်ဆင်ရပါတယ်။ဒါနဲ့ပဲဆိုင်ကတခန်းငှားရရဲ့ ချမ်းမေချပါဒီဆိုတဲ့နာမည်နဲ့ဆက်ရောက်လိုက်ရမှာပူပူတန်ရှင်းတည့်ရစီပြီးအစင်တန်းပုံမြင်လာတဲ့ကြောင့်ဝဲသူလေးပူတိုးလာကဝင်ငွေတွေပူများလာပါတယ်။ဒါနဲ့ချမ်းမေတဲ့သူချက်ပြုတ်နီးကိုစနစ်တဲ့သူတွေကတေးကြတော့အကြအိန္ဒိယအစားစာတွေလည်းထဲပေါင်းရောင်းချခဲ့တာအစားအသောက်မဲ29မျိုးတိထထိုးရောင်းချနိုင်ခဲ့ပါတယ်။အခုဆိုရင်စီးပွားရေးကမြန်မြန်ဆန်ဆန်ရှိလာပြီမို့စိုင်းတစ်တွေထွက်ချဲဖို့ပြင်ဆင်လိုက်ပါတယ်။ နေရာအသစ်မှာဆိုင်အသစ်ထွက်ချက်ဖို့ပြင်ဆင်တဲ့အခါမှာဝန်ထမ်းစိတ်အခန်းစိတ်တွေများလာတာကြောင့်ငွေကြေးမလုံလောက်ခဲ့ပေမဲ့ချမ်းမေကရဲဝဲနဲ့ဆက်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူဆိုင်တွေကသတင်းတော်လေးပြန့်နှံ့နေပြီးမို့ပူပေါင်းမဲ့သူတွေကလည်းဆက်သွယ်လာခဲ့ပါပြီ။ပူပေါင်းမှုတွေကိုလက်ခံလိုက်တဲ့နောက်ချမ်းမေချပါတီဆိုင်ကလည်းတဖြည်းဖြည်းနဲ့အဖွဲကြီးလာပါတယ်။ဝန်ထမ်းတွေများလာတယ်။အမျိုးအစားတွေပိုများလာတယ်။စီးပွားရေးကကြီးထွားလာတယ်။ချမ်းမေကသူ့ရဲ့ချန်နီးပြုံနေတဲ့ပြင် ကြညာအားကောင်းလူကြိုက်များတာကြောင့်စိုက်ဖွင့်တဲ့တန်တန်နှစ်နှစ်အတွင်းမှာသူ့ဝင်ငွေတွေကနှစ်နှစ်အတွင်းကိုးသန်းထီကိုတိုးတက်ခဲ့ပါတယ်။စိုင်တောက်လျှောက်တိုးဖွင့်လာရမှာပထမ9နှစ်အတွင်း26စိုင်ဖွင့်နိုင်ခဲ့ပြီးစားသုံးသူရဲ့ review တွေကလည်းကောင်းရင်းနှီးမြှုပ်နှံသူတွေကလည်းတောက်လျှောက်ချိတ်ဆက်ဆက်သွယ်လာခဲ့ကြပါတယ်။မြို့အတွင်းမှာစိုင်ခွဲပေါင်းများစွာဖွင့်နိုင်ခဲ့ပြီးတော့နိုင်ငံတကာမှာပါစီးပွားရေးဆက်လုပ်နိုင်ခဲ့ပါတယ်။သူစားခဲ့တဲ့နိုင်ငံတွေကဩစတေးလျ၊နယူးဇီလန်၊စင်ကာပူ အဘူဒါဘီဒူဘိုင်အမေရိကန် UK ကတာရီမာတိစိုင်းနေဖွင့်နေအခုဆိုရင် တကဘာလုံးမှာ သူ့ဆိုင်နေရှိနေပြီသူရဲ့အောင်မြင်မှုတွေကိုပြန်သုံးသပ်ကြည့်အောင်ရွာကတက်လာတဲ့တော်သားလေးခေါ်လာတဲ့သူနဲ့လူစုကွဲတော့အိမ်ပြန်မှုရာယထာလက်မှတ်ဖို့မရှိသူရဲ့ကုကုကိုယုံကြည်ချက်တစ်ခုတည်းနဲ့အခုဆိုရင်သူကအစားအသောက်ကုမ္ပဏီကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်နေပြီသူရဲ့လောက်မှာလဲထောင်ထဲကြီးတဲ့သူတွေအလုံးလုံးနေကြတယ် တန်းနဲ့ချီတဲ့အယောင်းဝယ်တွေရှိနေပြီ။အဲ့ဒီနေ့ကသူအိမ်ပြန်သွားခဲ့ရင်ကောဒီလိုအောင်မြင်နိုင်ဦးမလား။ဒါကြောင့်အမြင်မပြတ်စူးစမ်းနေပါ။အမြင်မပြတ်သင်ယူနေပါ။ဆက်ပြီးလုပ်ပါ။လမ်းလျှောက်နေပါ။အခုအသင်ကိုယူရတယ်လို့ပြောနေတဲ့သူတွေနောက်တနေ့မှဆရာလို့ခေါ်လာကြမယ်။သင်ရဲ့ idea တွေကိုလှပြောင်းနေတဲ့သူတွေတနေ့မှသင်ကိုဦးချလာကြမယ်။ဒါရီအားလုံးကဖြစ်နိုင်တယ်။ဇွဲနေပဲရှိမယ်ဆိုရင် ဘဒုအိမ်မက်မစိုးအကောင်တွေဖွင့်နိုင်တယ်။တက္ကနာတာလောက်အကောင်ကပေးထားတာတွေကမင်းကိုစိတ်သက်သာရရစေနိုင်ပါတယ်။ပျော်ရွှင်စေနိုင်တယ်။မင်းမလုံနိုင်တာတွေကိုအာရုံမစိုက်ပါနဲ့။မင်းလုံနိုင်တာတွေကိုကြည့်69ရာခိုင်နှုန်းသူတွေရဲ့ပြဿနာကသူတို့မလုံနိုင်တာတွေကိုမြင်နေတာပဲ။တရားခိုင်နှုန်းသူတွေကပဲသူတို့လုံနိုင်တာတွေကိုကြည့်တယ်။အဲ့ဒီတရားခိုင်နှုန်းတွေရအောင်ကြိုးစားပါ။